ထာဝရဘုရား၏တရားတော်၌မွေလျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မေ့သောသူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းအခန်းကြီး9ပြင်းစမကောင်းငင်တမန်သည်တဘိုးမှုတ်သောအခါကျဲတလုံးသည်ကောင်းငင်ကမြေကြီးပေါ်သို့ကြသည်ကိုငားမြည်သူ၌အနက်ဆုံးသောတွင်းတော့ကိုအပ်ပေးသည်ဖြစ်၍သူသည်အနက်ဆုံးသောတွင်းကိုဖွင့်လျင်ကြီးစွာသောမိဖို့၏အခိုးကဲ့သို့သောအခိုးသည် တွင်းထဲကတက်လေ၏ ထိုတွင်းဤမိโกကြောင့်နေနှင့်အာကာသကောင်းကင်သည်မှောင်မိုက်လေ။ကျိုင်းကောင်တို့သည်မိโกအထက်ကမြေကြီးအပေါ်သို့ထွက်၍မြေကင်းမြီးောက်တကိုးကဲ့သို့သော တကိုးကိုရကြ၏။မြေဤမြက်ပင်မှဆာ၍စိမ့်သောအရာများတစ်ပင်များအပေါင်းတို့ကိုထား၍နဖူး၌ဘုရားသခင်၏တစိ့ခတ်ခြင်းကိုမခံသောလူတို့ကိုညင်းဆဲမြေကြောင့်သူတို့အားပြညတ်ထား၏။တစိ့ခတ်ခြင်းကိုမခံသော သူတို့ကိုကတတ်ရသောအခွင့်မရှိ။ ငါးလပတ်လုံးပြင်းစွာသောဝေဒနာဖြစ်စေသောအခွင့်ရှိ ထိုကြိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကကင်းမြေောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ဖြစ်သည်ထိုနေ့ရက်ကာလ၌လူတို့သည်တည်ခြင်းကိုရှာကြလိမ့်မည် ရှာတော်လဲမတွေ့ရကြလွန်သေးခြင်းတော်လဲတေပင်သည်သူတို့ထံမှပြေးသွားလိမ့်မည် ထိုကြိုင်းကောင်တို့၏အစင်းတရံသည်စစ်တိုက်ခြင်းကပြင်ဆင်သောမြင်း၏အစင်းတရံနှင့်တူ၏ ခေါင်းပေါ်မှာရွှေတရဖူကိုဆောင်းဟန်ရှိမျက်နာသည် လူမျက်နာကဲ့သို့ဖြစ်၏။သပင်သည်မိမသပင်ကဲ့သို့ဖြစ်၏။သွားသည်လည်းချင်းသည်သွားကဲ့သို့ဖြစ်၏။ရင်အုပ်တစားသည်တန်ရင်အုပ်တစားကဲ့သို့ဖြစ်၏။အတောင်ခတ်သောအတန်သည်စစ်တပ်၍ပြေးလာသော မြင်းရထားအများ၏အတန်ကဲ့သို့ဖြစ်၏။အမည်သည်ကင်းမြီးကောင်းနှင့်တူ၏။အမီး၌လေဆူရှိ လူတို့ကိုငါးလပတ်လုံးညင်းစေရသော အခွင့်တကူရှိ သူတို့၏ရှင်မယင်မူကဟေပြဲဘာသာအားဖြင့်အဘဒုံဟူ၍၎င်းဟေလတဘာသာအားဖြင့်အပေါလျုံဟူ၍၎င်းခေါ်ဝေါ်သော အနက်ဆုံးသောတွင်းတမန်ဖြစ်၏အမင်္ဂလာတပါလွန်ပြီး ထိုနောက်မှအမင်္ဂလာနှစ်ပါးလာလေဦးမည်စာရမကောင်းငင်တမန်သည်တဘိုးမှုတ်သောအခါ ဖျားသခင်ရှိတော်၌ရှိသောရွှေရစ်ပလင်ဤဂျိုလေးချောင်းထဲကထွက်သောအတန်ကဥဖရမြစ်ကြီးနားမှာခြီနှောင်လျက်ရှိသောကောင်းငင်တမန်၄ပါးကိုလွတ်လောဟုတဘိုးရှိသောဆတ္တမကောင်းငင်တမန်အာဆိုဒီကိုငါကြား၏ထိုအခါလူသုံးစုတစုကိုအသေးသက်ချင်းကတနာဤတရက်တလတနှစ်အဖို့ပြင်ဆင်သော ကောင်းငင်တမန်၄ပါးတို့ကိုလွတ်လေ၏ညင်းစည်းသူရဲတို့၏အရေးအတွက်က နှစ်တင်ချီဖြစ်၏ထိုအရေးအတွက်ကိုငါကြာရ၏ထိုအတူဗျာဒိတ်ယူပါယုံ၌ထင်ရှားသောမြင်းတို့ကို၎င်းကန့်မိဝါကိန်နုကြောင့်နှင့်ပြီးသောရင်အုပ်တစာရှိသောမြင်းစည်းသူရဲတို့ကို၎င်းငါမြင်ရ၏မြင်းတို့၏ခေါင်းသည်ခြင်းသေးခေါင်းကဲ့သို့ဖြစ်၏သူတို့၏ကတွင်းထဲကလည်းကန့်မိရှံမိကိုထွက်ကြ၏သူတို့၏ကတွင်းထဲကထွက်သောကန့်မိရှံမိကိုဒီဟုသောဘေးသုံးပါးကြောင့်လူသုံးစုတစုတေကြ၏ အကြောင်းမူကားသူတို့တကိုးသည်ကတွဲ၌၎င်းအမီး၌၎င်းတီအမီးသည်ခေါင်းနှင့်ပြည့်စုံ၍မွေးနှင့်တူ၏အမီးအဖြစ်ညင်းဆဲတတ်ကြ၏ထိုဘေးဒဏ်ကြောင့်မသေးဘဲကျွင်းသော လူတို့သည်နတ်တို့ကို၎င်းမမြင်နိုင် မကြားနိုင် မသွားလာနိုင်သောရွှေရုပ်တုငွေရုပ်တုကျင်းဒီရုပ်တုကြောက်ရုပ်တုတစ်တာရုပ်တုတို့ကို၎င်းမကိုးကွယ်ဘဲနေခြင်းကကိုလက်နှင့်လှုပ်သော အရာများကို နောင်တမရဘဲနေကြ၏ကိုကျင့်သောအကျင့်ဒီဟုသောလူအသက်ကိုတတ်ခြင်း သူတစ်ပါးကိုဖြူစားခြင်းမတရားသောမိထုံ၌မိဝဲခြင်းသူဥစ္စာကိုခိုးခြင်းအမှုများကိုလည်းနောင်တမရပဲနေကြ၏အာမင်